ရွှေချင်းဆရာတော်ကြီးကနေပြီးတော့စာရန်လေးတစ်စာထုတ်ခဲ့ဘူးတယ်သူစာရန်လေးရဲ့နာမည်ကကုသတပေငရေတပိတ်သာစာရန်တဲ့ဘာနဲ့ပတ်သက်ပြီးတော့ရေးတာတော့ဆိုလို့ရှိရင်ထုတ်ခဲ့ကဖျားပွဲတွေနဲ့ပတ်သက်ပြီးတော့ရေးထားတဲ့စာရန်ဆရာတော်ကြီးရေးတဲ့ကြံရလေးတစ်ပုဒ်ကဘာတော့ဆိုတော့တနစ်တခါငရေရှာလူရွာဖျားပွဲတဲ့ ဖျားပွဲဆိုပြီးတော့ကျင်းပကြတာပွဲလန်းသဘင်တွေနဲ့နော်ဖျားပွဲလို့သာကျင်းပလိုက်တာဖျားရှိခိုးတဲ့လူစားပထမနယ်လေဖျားပွဲဝယ်ဖွယ်ဘုန်းကြီးတို့တော်မိလိုက်သေးတယ်ဖျားပွဲဆိုလို့ရှိရင်မြမပြည့်မှာဝက်တောင်မှသုံးမျိုးရှိတဲ့နော်ဖျားပွဲကြတော့ကျွေးဖို့မွေးထားတဲ့ဝက်ကိုဖျားဝက်လို့ခေါ်တယ် အခုခေတ်ကတော့သူကသူလိုင်းစင်နေပါတယ်နဲ့မို့ဒီလိုမရှိတာကိုနော်ခုလက်အော်ရာပေးတာတွေရှင်းရရှိမှာပေါ့ဖျားဝဲတယ်နောက်ဘုန်းကြီးတွေတန်ဃာဒိဋ္ဌိအဘတင်လို့ကုစားတဲ့အခါပြိဝတ်ဆောက်တည်ပြိဝတ်သဆိုအပိုင်းခြားတစ်ခုအလိုက်ဒဏ်ထမ်းရတယ်အဲ့လိုဒဏ်ထမ်းပြီးတော့ ကျင်းဆောက်တည်တာပရိဝတ်ဆောက်တည်တယ်လို့တချို့ဒေသတွေမှာလုပ်ပါအဲ့ဒီပရိဝတ်ဆောက်တည်တဲ့တန်ဃာတွေကိုကျွေးဖို့မွေးထားတဲ့ဝက်ကိုတော့ဝုတ်ဝက်လို့ခေါ်တယ်အဲ့လိုအဲ့လိုဝက်တွေကအမျိုးမျိုးရှိသေးတယ်နော်အဲ့ဘုန်းကြီးတို့ငယ်ငယ်တုန်းကကြုံမှုတယ်ပေါ့ရွာဖျားဝဲဆိုရင်ဝက်သားစားရတာသိကြတယ်ဘယ်ကနေရတယ်တော့မသိဘူးဝက်သားစား ်ဖျားဝဲဆိုရင်ဝဲသားစားကြရတဲ့အခါအေးအဲ့ဒီလိုကုသိုလ်ဆိုပြီးတော့လှုပ်တဲ့ထဲမှာအကုသိုလ်တွေကပါလားအကုသိုလ်တွေပါလားအကုသိုလ်လှုပ်တယ်ဆိုတာတချို့ကငါအကုသိုလ်မရှိဘူးလို့ဒီလိုပြောကောင်းပြောလိုက်မယ်အကုသိုလ်ဖြစ်တဲ့ဆိုတဲ့ဟာမှာသူကကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူတဲ့တူတူပဲအဲ့လေကု ိုယ်တိုင်တတ်တာသူများကိုတတ်ခိုင်းတာအော်ရာပေးတာနော်အသားတွေအော်ရာပေးတယ်တာဗနပိတ်တာဆိုအော်ရာပေးမယ်ကိုယ်ကိုဈေးမှာတတ်ပြီးသားဝယ်တာအကြောင်းကိစ္စမဟုတ်ဘူးအော်ရာပေးရင်ဒါမလွတ်ဘူးနော်အဲနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ချင်းမွမ်းတာတိုက်ရိုက်ချင်းမွမ်းတာလည်းပါမှာပေါ့ ဝက်ပေါ်တာကိုဝဲသဘောကျပြီတော့အသားပေါ်တာကိုဝဲသဘောကျပြီချင်းဝါစိတ်တူတယ်ဘာမှတော့မပြောဘူးစိတ်ကတော့သဘောကျတူတယ်သဘောတူတယ်အဲ့ဒီပုံကိုလေးဦးစလုံးဟာအကုသိုလ်ဖြစ်တာတူတူပဲဒါကဘုရားဘာသာကျမ်းစာတွေမှာဆိုတယ်ဘုရားဘာသာကျမ်းစာမှာမဆိုဘဲနဲ့ပြောတဲ့စကားတစ်ခုရှိတယ်ဆိုပါစို့စာသူနဲ့တတ်သူ အသားစားတဲ့လူနဲ့အသားဖော်တဲ့ပေါ်တဲ့လူတချို့ဘာသာရေးကိုင်းကဘလို့ယူဆတော့ဆိုစားတဲ့လူနဲ့တတ်တဲ့လူအကုသိုလ်ဖြစ်တာချင်း50 50တဲ့50 50သူကတို့ပြောတယ်အဲ့ဒါချိန်ဝါဒအဲ့ဒီတန်းရှိ50 50ပဲနော်တတ်တဲ့လူက 50ရာခိုင်နှုန်းပတ်သက်တယ်။စားတဲ့လူက50ရာခိုင်နှုန်းပတ်သက်တယ်။အဲ့ဒါကိုတော့မြတ်စွာဘုရားလက်မခံ။လက်မခံ။ဘာလို့လက်မခံလို့လို့ဆိုတော့စဉ်းစားကြည့်ပေါ့။တတ်တဲ့လူရဲ့စိတ်ဓာတ်နဲ့စားတဲ့လူရဲ့စိတ်ဓာတ်နဲ့တမျိုးစီပဲလေ။အဲတခုတော့ရှိတာပေါ့။အေးငါအတွက်တပ်ပါစေဆိုတဲ့စိတ်ရှိရင်တော့သူလည်းပါမှာပေါ့အဲ့ဒါဆိုရင် အဲ့လိုမဟုတ်ဘူးဈေးတွေ့လို့ဝယ်စားတယ်နော်ဈေးတွေ့လို့ဝယ်စားတယ်အသားဆိုင်ကဝယ်စားလိုက်တယ်အဲ့နောက်တတ်ကြပါသေးဆိုရဲစိတ်လည်းမရှိဘူးသူ့မှာအသားအနေနဲ့ပဲဝယ်စားလိုက်တယ်သို့တော့သူ့စိတ်ထဲမှာသိပါစေဆိုရဲစိတ်တစ်ခုမှမထားဘူးပေါ့စားစရာတစ်ခုအနေနဲ့ဝယ်စားတယ်စိတ်ကဖြူစင်အဲ့ဒါကိုမြတ်စွာဘုရားကဥပမာဘာနဲ့ပေးတယ်ဆိုလို့ရှိရင် လက်မှာဒဏ်ရအနာတရမရှိဘူးဆိုလို့ရှိရင်အစိတ်ကင်ပေမဲ့လို့အစိတ်မသိဘူးတဲ့ဆိုလိုတာကကိုယ်စိတ်ကစင်ကြယ်တန်ရှင်းနေရင်အကုသိုလ်မဖြစ်ဘူးလို့ဒီလိုပြောတာပေါ့နော်အဲ့တော့ကောင်းပြီလောကမှာအကုသိုလ်ဘယ်လိုလုပ်ရင်ဖြစ်တယ်ဘယ်လိုလုပ်ရင်မဖြစ်ဘူးဆိုတာဒါသိဖို့အမှန်တမ်းအရေးကြီးခုနရွှေချင်းဆရာတော်ကြီးကရေးတယ်တနစ်တခါငရဲရှာလူရွာဖျားပွဲ ငရေတပိတ်တာကုသတပဲငရေတပိတ်တာစာတမ်းမှာဒီလိုရေးထားဘာဖြစ်လို့တုံးဆိုတော့သူခင်မှာခုနဖျားဝဲတွေဟာဝက်တကြက်တက်နဲ့သားတွေတက်ပြီးတော့တန်ဃာတွေပင့်ပြီးတော့ဆွန်ကြွေးကြတယ်မလုံးကြတယ်ဧတဲ့တွေအခန့်ကြတယ်ဒီလိုတွေဖြစ်တာဟုတ်အဲ့ဒါကြောင့်မလို့တန်းကောင်တွေတက်ပြီးတော့ဒါနာကောင်းမှုလုပ်တယ်ဆိုလို့ရှိရင်နှစ်ပိုင်းရှိတယ်သူက တတ်တဲ့အပိုင်းကတစ်ပိုင်းဒါနကောင်းမှုလုပ်တာတစ်ပိုင်းတတ်တဲ့အပိုင်းကအကုသိုလ်ဖြစ်တယ်ဒါနကောင်းမှုလုပ်တာ ကုသိုလ်ဖြစ်တယ်အဲ့ဒီနှစ်ခုကိုရှင်ကြည့်လိုက်မယ်ဆိုရင်ဒါနရလိုက်တာကနည်းနည်းငရဲကြည့်တာကများများအဲ့ဒါကိုရည်ရွယ်ပြီးတော့သူကကုသိုလ်တပည့်ငရဲရိတာလို့ပြောတာနော်ကုသိုလ်ကတပည့်ငရဲရတပည့်တာကြားမှုကြပါလိမ့်မယ်အမျိုးသမီးတယောက်အိမ်ကိုဧည့်သည်ရောက်လာ အဲ့ဒီနေ့မှလည်းအသားမပေါ်ရဥရိယဒါပဲပေါ့မမြအိမ်ရောက်လာတဲ့ဧည့်သည်ကိုလည်းသူကဟင်းကောင်းနဲ့ဧည့်ခံတယ်အိမ်မှာမွေးထားတဲ့စိတ်ကလေးကိုလည်းလေးပြီးတော့ချက်တယ်အဲ့ဒီအမျိုးသမီးဟာဘဝတိုင်းဘဝတိုင်းမှာသူကဒီလေလေးပြီးတော့ချက်လိုက်လို့ငရဲတော့သူကြာသွားကြာသွားပြီးငရဲကလွတ်တဲ့အခါကျတော့ စက်ပြက်စက်ပြက်ပြီးတော့တေရတဲ့ဘဝမနေဘူးတဲ့။ဒါကြောင့်မို့လို့တချို့ကပြောတယ်စိတ်မွေးအမြခံရတယ်လို့ဆို။အဲတချို့ကထင်ကောင်းထင်လိမ့်မယ်။ကိုကတခါတည်းတတ်တာဘာဖြစ်လို့ဒီလောက်ခံရတာဆို။လူရဲ့တဏ္ဍာဖြစ်တဲ့စေရနာနဲတာမဟုတ်တာ။အဲ့ဒါမေးလို့ရှိရင်ကိုပြန်မေးရလိမ့်မယ်။တရားပင်ဆိုင်တဲ့အခါမှာတစည်းတည်းဆိုင်တာ။ အပင်အသီးတော့တလုံးနဲ့သီးသလားတို့မို့အများကြီးသီးတာလားဟောတခုတည်းလုတ်ပြီမဲ့လို့အများကြီးရတယ်ဆိုတာဖြင်းရှားတယ်နော်အများကြီးရတယ်ဆိုတာဖြင်းရှားတယ်လူရဲ့တဏ္ဍမှာစိတ်စေရနာတွေကမြောင်များစွာဖြစ်တာလက်ဖြစ်တည်းတွင်မှာဂရေတသိန်းလောက်ဆိုစေရနာပေါင်းဟာဂရေတသိန်းလောက်ဖြစ်သွားပြီအဲ့ထက်မဲ့အကျိုးပေးနိုင်တဲ့စေရနာတွေမြောင်များစွာပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားက ုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလည်းပဲတရိစ္ဆာန်ကိုလှူလို့ရှိရင်အစတရားတဲ့ကိုချင်းတရားမကောင်းတဲ့လူတယောက်ကိုလှူရင်အစတထောင်တဲ့ဟာဒီလိုပြောတာနော်အဲ့တော့ခုနကအကုသိုလ်လုပ်တယ်လုံးလို့အကုသိုလ်တွေဖြစ်လာပြီဆိုလို့ရှိရင်လည်းဒီလိုပဲခံရကဲအဲ့ဒီအမျိုးသမီးကဧည့်သည်ကိုကြွေးမွေးအခက်ညင်လာဒါကုသိုလ်ပဲကြွေးချင်မွေးချင်တယ်မှန်တယ်ဒါကုသိုလ်သို့သော် စိတ်ကလေးကိုတတ်လိုက်တာကတော့အကုသိုလ်ပေါ့အဲ့ဒီအကုသိုလ်ကိုခံရတယ်ကုသိုလ်ရဲ့အကျိုးခံရတာဘလို့မထင်ရှားပဲနဲ့လူဘဝရလာတိုင်းရလာတိုင်းသို့မဟုတ်ဘဝတစ်ခုရတိုင်းရတိုင်းဇက်ပြတ်ဇက်ပြတ်ပြီးတော့သင်ရတယ်တဲ့အဲ့ဒီအကုသိုလ်ဟောခံလဲရတာအများကြီးခံအဲ့လိုမျိုးကိုရည်ရွယ်ပြောတာကုသိုလ်တပည့်နဲ့ရဲကတပိတ်သာတို့ခံရရင်ဘယ်ဟိုရင်ဖြစ်မလဲ တော်တော်လေးဒါကြောက်စရာကောင်းတဲ့ဟာတစ်ခုပေါ့ယသော်ဖေယားဒီဂေါရမဗုဒ္ဓလက်ထက်မှာထင်ရှားတဲ့တတိယဖြစ်ထင်ရှားတဲ့ဓမ္မဒိနာရဲ့အမျိုးသားဝိတာခဆိုရှင်တတိယဝိတာခဓမ္မဒိနာဘိက္ခုနီ နောက်ကျတော့ဓမ္မဒိဋ္ဌာရဲ့အမျိုးသားဝိတာခတထေရာဇဂျုပြေမာနေတာအဲရာဇဂျုပြေမာအုတ်ချုပ်တဲ့ဗေမိတာရမင်းဗေမိတာရမင်းနဲ့ဝိတာခတော့ဒီဘဝမှာလည်းအလွန်ရင်းနှီးတယ်ဟုတ်လွန်ခဲ့တဲ့62ကဘာတုန်းကလည်းသူတို့အတော်ရင်းနှီးခဲ့တဲ့လူတွေပဲဒီဘဝမှာလာပြီးဆုံရတယ်62ကဘာတက်က တိတ်တတဲ့ဖုတ်တတဲ့ဖရာနဲ့စုပွင့်ခဲ့ဘူးလေအဲဖုတ်တဖရာလက်ထက်မှာဘီရင်ကြီးရဲ့သားတော်သုံးပါကုသကောင်မှုလှုပ်ချင်တာဘီရင်ကြီးဆရာခွင့်တောင်းပြီးတော့ဝါရင်သုံးလပတ်လုံးသူတို့ကသူတော်စင်အဝတ်ကိုဝတ်ပြီးသူတို့တပည့်ပိယိတတ်နဲ့သူတော်စင်အဝတ်ကိုဝတ်ပြီးတော့ဆေဝသီလာဆောင်ကြခုနက ဗေမိတာတာမင်းရဲ့အလောင်းနဲ့ဝိတာခရဲ့အလောင်းနှုံခဲ့တဲ့62ကဘာတဲ့ကအဲ့ဒီထဲမှာဝိတာခအလောင်းကဘာလို့ဆိုရင်အဲ့ဒီမင်းသား3ယောက်ရဲ့ဘန္တာရေးမှုပေါ့ဘန္တာဟုသူကခံရဗေမိတာတာကတော့အဲ့ဒီတော့ကအဲ့ဒီမင်းသား3ယောက်ရဲ့သူကစရေစီမံခန့်ခွဲရတဲ့ခုခေတ်လို့ဆိုရင်မန်နေဂျာပေါ့မန်နေဂျာ သူတို့နှစ်ယောက်ကိုတောင်းပေးထားတယ်အလှဲကြစီအလှဲကြစီတို့ညီကုန်သုံးဟောက်ပိုင်တဲ့ခိုးတော်တွေကနေထုတ်ပြီးတော့နေ့စဉ်နဲ့အမြတ်တန်ဃာတွေကိုဆွန်ကပ်ဖို့ဆိုပြီးတော့သူတို့နှစ်ယောက်ဥဆောင်ပြီးတော့ဆွန်ကပ်ကြအဲ့ဒီမှာဝေယဝိသသမားတွေအများကြီးပဲခိုင်းထားတယ်ဝေယဝိသသမားတွေသူတို့ကပေးထားတာဒါတန်ဃာတွေကိုဆွန်ကပ်ဖို့လို့ တန်ခါဝတ်ဆိုပြီးတော့ခွင့်ပြုထားတဲ့ပတ်စံလေနောက်ပိုင်းဘာတွေဖြစ်လာတုံးလို့ဆိုတဲ့အခါတန်ခါတွေဆုံးကပ်လို့ရှိရင်လေတိတ်ပြီးမကြံမှုတယ်လက်ကြံတိတ်မရှိဘူးတိုင်းပြီးတော့လှုပ်တာဆိုတော့ဘုန်းကြီးတွေကပ်ပြီးရင်ပြောင်းတာပဲဝေယဝိသသမားကသူကသူတို့ပတ်စံပေးထားတာဆိုတော့သူတို့ကိုကြွေးတာမွေးတာတိတ်လှုပ်ပုံမပေါ်ဘူးเนาะကြံရင်တော့စားမှာပေါ့နောက်ကြတော့ဘာလှုပ်လာတုံးလို့ဆိုတော့ ဝိယဝိဆာကလည်းသုံးလာကြီးဆိုတော့ရက်ရှိကြီးလောက်ရတဲ့အခါကျတော့ဟောဒီကလည်းအမေလည်းပါတယ်အဖေလည်းပါတယ်ထမင်းချက်တာဝန်ကြအမေကတတိအတိနန်းလေးလှီးဖို့ချုပ်ဖို့ယူဖို့ကြောင်းအဖေကထမင်းချက်ဖို့ပေါ့အဲ့ဒါလို့ဝိယဝိဆာလာတဲ့အခါအိမ်ကကလေးတွေကပါလာဆွန်ဒီပါရီချက်လို့တန်ခါတွေကမကြွလာသေးဘူးကလေးလေးတွေကမေမေစားတယ်ဖေဖေစားတယ်နဲ့လှုပ်လာ လောက်လာတဲ့အခါကျတော့အဲ့တန်ဃာတွေမကြွသေးခင်တန်ဃာတွေအတွက်လို့လှူတဲ့လူကလှူထားတာပရမကလေးတွေအငိုတိုက်အောင်လို့ဆိုပြီးတော့ပေးတာကျွေးလိုက်တာစပြီးတော့နောက်ကျတော့သူတို့ကပါစားတော့တာပဲတန်ဃာတွေမလာခင်သူတို့ကချက်လို့ပြုတ်လို့စားတယ်ဆိုပြီးတော့အရင်စားလိုက်ကြတော့တာနော်အချင်းတွေကအဲ့လိုပြောင်းလဲသွားတယ်လှုပ်တာတော့ န်ဃဝေယဝိသကုသိုလ်လုံးကြတာပဲသို့သောတန်ဃာတွေမကတ်သေးခင်တလူစားကြတောက်ကြတန်ဃဝုထဲကတန်ဃဝုရည်စူးထားတဲ့ဆန်းခဲဝေဘောဇဉ်တွေကိုစားကြတောက်ကြဖြစ်လာတဲ့အခါကျတေလဲတေရောအဲ့ဒီလူတွေက16000လောက်ရှိအကုန်လုံးကြိတ်ကြဖြစ်ကောပြိတ္တာဘောရဆိုတာစားရမယ်မဲ့တောင်းအောင်မယ်ဒဏ်ခတ်ခံရတယ်ပေါ့ကံကြမ္မာရဲ့ဒဏ်ခတ်မှုပေါ့ပြိတ္တာဖြစ် အဲ့ဒါ62ကဘာတက်ကနေကြိတ်တာဖြစ်ပြီးတော့တိတ်တာဘဝကကျွတ်တဲ့အခါလူဖြစ်လိုက်ပါဖြစ်လိုက်ပေါ့လေကာအားလျော်စွာသွားပြီဟောဒီဘာတကဘာရောက်တဲ့အခါကျတော့ကကုတန္တမြတ်စွာဘုရားလက်ထက်မှာကပြိတ်တာဘဝပြန်ရောက်ကြပြန်အဲ့ဒီလူတွေပြိတ်တာပြန်ဖြစ်ပြန်ဖြစ်တဲ့အခါကျတော့ကကုတန္တမြတ်စွာဘုရားစီသွားပြီးချင့်ကတ်ကြတယ်သူတို့ရုပ်အစင်းတွေကအမှန်တမ်းကြောက်မွက်ဖွယ်ရကောင်းတယ် ခုခေတ်ဆိုရင်တော့ ghost ပေါ့တဆေးဘုရားစီချင်းကပ်ပြီးတော့တပည့်တော်တို့မစားရကြပါဘုရားတဲ့ဘယ်တော့မှကျွတ်မလို့လို့ဆိုတော့တပည့်တော်တို့စားဖို့များကျုံမလားလို့ဆိုတော့ဘုရားကပြစ်တိလို့တယ်မင်းတို့ငါဘုရားလက်ထက်မှာတော့ရအောင်မဟုတ်သေးဘူးစိတ်ပြက်လက်ပြက်နဲ့ပြိတ်တာတွေဒီလိုပဲငတ်ငတ်ပြက်ပြက်နဲ့နေကြနောက်တစ်ခါ လူတွေရဲ့အသက်4000နှစ်မှကကုတန္တမြတ်စွာဘုရားပွင့်တာ။နောက်အဲ့လိုဆုတ်ကတက်ကပြီးတဲ့အခါနောက်တစ်ကြောမှာ3000တန်းမှာကောဏခမဏမြတ်စွာဘုရားပွင့်လာ။အဲသူတို့ကမသေးသေးဘူးအသက်ရှင်။နော်။ဘုရားစီသွားပြီးရှောက်ကြပြန်။ဘုရားကလည်းအားလက်ထက်မှာမင်းတို့မရနိုင်သေးဘူး။ရဝေမဲ့လူမရှိဘူး။ကျွတ်ဖို့မရှိသေးဘူး။ဟောတော့ကတ္တဝမြတ်စွာဘုရားအသက်2000တန်းမှာ ဆုတ်ခတ်တက်ကပြီးတော့အသက်2000နှစ်ရောက်တော့ကသဝဖျားပွင်ကသဝဖျားစီချင်းကပ်ပြီးတော့မေးတဲ့အခါကျတော့ကသဝဖျားမင်းတို့ငါလက်ထက်တော့စားရအောင်မမဟုတ်ဘူးငါရဲ့နောက်မှာဂေါရမဖျားဆိုပွင်လေအဲ့ဖျားလက်ထက်ကြရင်မင်းတို့ရဲ့ဆွေတော်မျိုးတော်မင်းတို့ရဲ့မန်နေဂျာကြီးနော်ဘန္ဒာဆိုးကြီးအဲသူတို့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့မင်းတို့အမြောက်ဝေလို့ရှိရင်တော့ မင်းတို့ကြွချိန်တမ်းမှပြီတို့အဲ့လိုပြောတာသိဝန်တာတာတဲ့ကသဗ္ဗဘုရားလက်ထက်မှာအဲ့ဒီအဖြေလေးရနေလိုက်ရောအကြာကြီးခေါရမမြတ်စွာဘုရားပွင့်လာဘုရားရာဇဂိုပြေးချွတော့ဗိမိတာမင်းကြီးကဝေလူဝံဥယင်လှူတယ်ရေစက်ချတယ်သူတို့မသိလိုက်ဘူးအမျှမရလိုက်ကြအောင်ဗိမိတာကသူတို့ရဲ့မနေဂျာကြီးပေါ့ဘိုးဘွားတော့ကနောက်ဝိတာခလည်းကုသကောင်းမှုတွေလုပ်တယ်သူတို့အမျှမရလိုက်ဘူး ရလိုက်တဲ့အခါကျတော့မှသူတို့ဟာတနည်းနည်းနဲ့သိအောင်ပြကြတယ်။ရသဗျာကဗိမိသရမင်းကိုပြောတယ်။မင်းရဲ့ဆွေတော်မျိုးတော်တွေခုလိုပြိတ္တဘွားရောက်နေကြပြီ။တန်ဃာရဲ့စာဥစာပြားစားလို့ဒီလိုဖြစ်တယ်။အဲ့တော့ဒီတစ်ခါကုသကောင်ကိုလုပ်ပြီးမျှဝေပေးပါလို့ဆိုတော့ဖျားမှုရှိတဲ့တန်ဃာတွေပြင့်ပြီးတော့ စွမ်းခဲဝဲဘောစဉ်ချိုးချင်းရတာအဖျားပြားတွေကိုပြင်းစင်ပြီးတော့တန်ဃာတော်တွေဆက်ကပ်ပြီးဒီကောင်းမှုကြောင့်တပည့်တော်ရဲ့အတိတ်ကဆွေတွေမျိုးတွေဟာမစားရမတောင်းရဖြစ်နေတာဒီနတ်နိုင်ဖြစ်သောအစားအစာတွေရရှိပါစေတည်းလို့ဟောဆိုပြီးအမြဝေလိုက်တာဟောအဲ့ဒီကစားပြီးစားစရာတွေရသွားကြတယ်ညကျတော့ကိုရောမြတ်တွေကရောက်လာကြသေးတယ်အဝတ်မပါဘူးတဲ့ စားเสียတော့ရပြီဝတ်เสียမရှိသေးဘူးဆိုတော့မြတ်စွာဘုရားသွားလျှောက်တဲ့အခါမြတ်စွာဘုရားကအဝတ်လူရမယ်လို့ဆိုတဲ့အခါတန်ခါးတွေကိုပြင့်ပြီးတော့အဝတ်လူပြီးခုနလိုနတ်နဲ့ဖြစ်တော့အဝတ်တွေကိုရပါစေသတည်းဆိုတော့မှအမြဝေလိုက်တဲ့အခါသူတို့ကလည်းတာရုခေါ်လိုက်တော့ဒီပြိတ္တာတွေဟာလုံးဝကျွတ်တဲ့အဆင့်တောင်ရသွားတယ်ဝတ်เสียလည်းရသွားတယ်စားเสียလည်းရသွားတယ်သူတို့ဟာချမ်းချမ်းသာသာဖြစ်သွားတယ် အဲ့ဒါဟာဒီတန်ခါဝေယဝိသလုံးလို့ကုသိုလ်ရမလားလို့ဆိုမလုတ်တတ်တဲ့အခါမှာကြည့်ကုသိုလ်ကတပည့်သားလောက်ရပြီငရဲကတပည့်သားလောက်ဖြစ်ခံရတာနဲတာမဟုတ်ဘူးတဲ့အဲ့ဒါကြောင့်မလို့ဆရာတော်ကြီးတွေကတတိပေးတာဗမာပြည်မှာဖျားပွဲတွေဆိုတာလည်းပဲအလုံးသိကြတဲ့အတိုင်းပဲနော်အကောင်းမလောင်တွေတတ်ပြီးတော့ဖျားပွဲကျင်းပါတယ်ဇပ်ပွဲတွေထည့်ပြီးတော့ကြည်တယ် ေးဇပ်ပွဲတွေထည့်ပြီးတော့ကြည့်တော့တချို့အရက်တွေမှာပေါ့ကြားဘူးလားတချို့အရက်တွေမြတ်စွာဘုရားရဲ့အလှကံဘုံမှာတစ်နှစ်လုံးရှိတာလူတဲ့လူတွေကတော့ဘုရားရွှေသင်္ကန်းကတ်ရန်တို့လျှက်စင်မီပူဇော်ရန်တို့ဘာတို့ညာတို့ပေါ့နော်သူခေါင်းစည်းလေးတွေရွှေတော်ဘုရားဟောတက်ကြီးပေါ့တွေ့မှာပေါ့သူခေါင်းစည်းလေးတွေနဲ့သူလှူထားကြတယ်အဲဂောကတွေကမလုပ်လဲဆိုလို့ရှိရင်ပွဲငားတယ်အဲ့ဒီပဲဆန်တော့ နော်ပွဲကားတယ်ပွဲကားပြီးတော့ပွဲကြည့်တယ်ကြည့်ပြီးတဲ့အခါကျတော့ဖះထဲမှာပွဲကြည့်လာတဲ့လူတွေကဘယ်ဖះရှီခိုးဖို့လာတာဟုတ်မလဲပွဲကြည့်တဲ့လူတွေကဘာတွေပါလာတော့ဆိုစီပေါင်းတော့တို့ဘာတို့ဒါမျိုးတွေပါလာမှာပေါ့ခုခေတ်ဆိုပလတ်စတိတ်တွေပေါ့နော်ဟုတ်ပြီအဲ့ဓာတွေကိုပြစ်သွားခဲ့တာဟာပွဲခင်းဟာရှုပ်ရှက်ကိုခတ်ကြရင်တာပေါ့ဖယားဝင်းထဲမှာအညစ်အကြေးတွေအဲ့ဒီတည်းကဟိုနာပေါက်တော့ဒီနာပေါက်မြိုင်နဲ့ ပေါက်တော့တွေနဲ့လည်းနန်းစော်ကြင်ထားပဲဖရာတွေဒါတကယ်ဖြစ်တာကိုပြောပြတာပါအဲဖရာဘွယ်ပြီးလို့စိန်ရှင်းတဲ့အခါကျတော့ဘလို့ရှင်းတော့နော်အငိမ့်ကားကဘလောက်လှုပ်ခံလို့ရတာဘလောက်ဘာကဘလောက်ဘာဘလောက်နဲ့စိန်ရှင်းလိုက်တဲ့အခါလူငွေပြလာတဲ့အခါဖရာထံကရရကျွေးဘလောက်ဖရာတောင်ကျွေးတင်လိုက်သေးတယ်နော် ဘုရားကြီးထံကရရန်ကြွေတဲ့တကယ်တကယ်အဲ့ဒါနော်တကယ်တော့အဲ့ဒါမျိုးတွေကိုဆရာတော်ကြီးကရည်ရွယ်ပြီးတော့ကုသိုလ်တပည့်ငရေတပိဒါလို့ဒီလိုပြောတာတကယ်တော့ကုသိုလ်စစ်စစ်ရအောင်လုပ်ဖို့ဘုရားမရေးကြည့်ဘုရားဘွဲ့လို့ရင်ဘယ်လိုလုပ်ရမြတ်စွာဘုရားကိုဝတ်တက်ကြမယ်ဘုရားကိုပန်းရေချမ်းတို့နဲ့ပူဇော်ကြမယ်ဘုရားနုတတိပွားကြမယ်ရှ िख ိုးကြမယ် ဒါပဲလုပ်အောင်ဝက်ချီဖို့မလုပ်အောင်ပွဲဆိုတာ ਨੇ ပတ်သက်လာပြီးတော့ဒါဟိုသိအောင်တော့ပြောပြသိကြလို့ရှိရင်ဂါမဏိတန်ယုတ်လို့ဆိုရင်တန်ယုတ်ပါဠိတော်ထဲမှာတာလပုတ္တတုတ်ဆိုတာရှိရှင်ကတော့ဘုန်းကြီးတို့ထည့်ပြီးတော့ဟောဘူးလေအဲ့တာလပုတ္တဆိုတာဇတ်ဆရာကြီးသူဇတ်ပွဲမှာလူတသိန်းပါမတမ်းမကြီးကျယ်တဲ့ဇတ်ပွဲကြီး ဆောင်ရွက်တဲ့လူတွေလူတသိန်းလောက်ရှိသူကမြတ်စွာဘုရားကိုနဲ့ကြုံတဲ့အခါမှာဝင်လျှောက်တယ်သူတို့ဇသပင်လောကကဆရာဆရာကြီးတွေကပြောတယ်တဲ့အခုလို့ဆက်ကပြီးတော့လူလူတွေကိုဖြည့်ဖြော်တာဟာတဲ့ဒီဟာဒီကုသိုလ်ကြောင့်နောက်ဘဝကြာလို့ရှင်ပဟာသဆိုတဲ့နတ်ပြည် ပျော်စရာကောင်းတဲ့နတ်ပြည်တစ်ခုသူတို့ရောက်တယ်လို့ဒီလိုပြောထားတာတဲ့အဲ့ဒါဟုတ်ပါသလားမြတ်စွာဘုရားမမေးနဲ့တဲ့ဒီမေကောငါမမေးနဲ့ငါမဖြေချင်ဘူးတဲ့ဘုရားတခါတခါသူများထိခိုက်မဲ့ဟာဆိုပြောချင်ဘူးပေါ့အဖိုးကြီးလည်းမပြောပဲထားလိုက်ရင်ကောင်းလားမသိဘူးအဲမြတ်စွာဘုရားအတင်းချက်မေးတဲ့ခါကျတော့ဘုရားကဘလို့ပြောတော့ဆိုရှုထောင့်လေးကိုတေချာကြည့်ဖို့လိုတယ်မြတ်စွာဘုရားဘလို့ဖြေတော့ဆို ေးငโกကမှလူတွေဟာတဏ္ဍာကများနေတာတဏ္ဍာကများအောင်လုပ်တယ်ငโกကမှမုံတိမှုစိတ်တည်များတဲ့လူတွေမုံတိမှုရှိလာအောင်လုပ်တယ်ငโกကမှတွေးဝေမိန်မောနေတဲ့လူတွေကိုတွေးဝေမိန်မောအောင်လုပ်တယ်ဆိုလူတွေကိုအကုသိုလ်ဖြစ်အောင်လုပ်သည့်အတွက်ကြောင့်ပဟာသနတ်ပြည်မဟုတ်ဘူးတဲ့ပဟာသငရဲကြတာတဲ့ဟောမြတ်စွာဘုရားဖြေတာအဲ့ဒါလို့ဖြေတာအဲ့ဘုန်းကြီးတို့ပြောတာမဟုတ်ပါဘူးတဲ့ ဒါလဗုဒ္ဓတုတ်ဆိုတာရှိတယ်ဒါလဗုဒ္ဓတုတ်တန်ယုတ်ပါဠိတော်ယူပြီးတော့ဖတ်ကြည့်ကြဂမဏိတန်ယုတ်ဆိုတဲ့အထက်မှာရှိတယ်เนาะတန်ယုတ်ပါဠိမြန်မာပြန်နေရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားဒီလိုဟောထားတာတတိထားစရာကောင်းတယ်အဲ့ဒါဖြင့်ကောင်းပြီဖျားပွဲတွေမှာအတိအမုတ်နဲ့ပူဇော်လို့မရဘူးလားရတယ်เนาะ ဖျားဝဲတွေမှာအတိအမှုန်နဲ့ပူဇော်ရင်ကုသိုလ်ရကုသိုလ်ရတယ်ဟောဒီစောင်းဖြင့်ဖျားကိုပူဇော်ပါတယ်ရသော်ဘုရားရဲ့ဂုံကျေးဇူးတခြင်းတွေကိုရွတ်ဆိုပြီးတော့ဖျားကိုပူဇော်တယ်ဟောဒီပြောနဲ့ဖျားကိုပူဇော်ပါတယ်တိမဟုတ်ဘူးအဲ့ဒါဆိုရင်တော့ကုသိုလ်ဖြစ်တယ်နော်ကုသိုလ်စိတ်နဲ့လုပ်ရင်တော့ကုသိုလ်ဖြစ်ပါတယ်လုံးလို့ရအဲ့တော့အလုံးမတန်လို့ရှင် ကုသိုလ်မရဘဲနဲ့အကုသိုလ်ဖြစ်တာဒါကြောင့်မလို့ဆရာတော်ကြီးကရေးထားတာတနစ်တခါငရဲရှာလူရွာဖရားပွဲဆရာတော်ကြီးမြင်လို့ရေးထားတာအဲ့တန်ငရေးတာပဲသူစာတန်းရဲ့နာမည်ကကုသိုလ်တပည့်ငရဲရိတ်တာစာတန်းတဲ့အော်ဒါလည်းတရီထားဆရာအလွန်ကောင်းတာပေါ့အေးကောင်းပြီအခုလို့ဆွန်ကြီးလောင်းပြီဆိုတဲ့အခါမှာလည်းပဲ ကုသိုလ်ရအောင်လုပ်တတ်တဲ့လူကရမှာပဲခဏလို့အကုသိုလ်ရသွားတဲ့လူတွေလည်းပါမှာပဲမပါအောင်မရှိဘူးအဲ့တော့ကိုယ့်ကိုကုသိုလ်လားအကုသိုလ်လားသိအောင်လုပ်ရကုသိုလ်ရအောင်လုပ်လုပ်တတ်ရကုသိုလ်ရအောင်စိတ်ထားတတ်ရအဲ့ဒါလို့မထားဘူးဆိုရင်ကုသိုလ်တပည့်ငရေတပိတာဖြစ်မှာပဲမတတ်ဘူးဆိုလို့ရှိရင်ကုသိုလ်လုပ်ငန်းလို့ပြောပြမိမယ်လို့ကုသိုလ်လုပ်ငန်းတိုင်းကုသိုလ်ဖြစ်တာမဟုတ်ဘူး အကုသို့ဖြစ်တာတွေအများကြီးပဲဒါကြောင့်မို့ကုသို့ဖြစ်အောင်ကိုကိုတိုင်စိတ်ကိုစောင့်တည်ပြီးတော့လှုပ်ဖို့အမှန်တမ်းအရေးကြီးတယ်လို့ဒါဟာတည်တည်တည်လိုက်တာတွေပဲပေါ့အဲ့ဒါလို့မတည်ဘူးဆိုလို့ရှိရင်ကုသို့ကိုအကုသို့ထင်တယ်အကုသို့ကိုကုသို့ထင်တယ်မမရရင်ထင်ပြီးတော့ကုသို့ရမလားလို့လှုပ်တယ်ရလာတဲ့အခါအကုသို့တွေဆိုရင်ဘဝမှာနေမောတာပေါ့အဲ့ဒါလို့နေမောမှာဆိုရင် တော်ကြောက်เสียကောင်းတာပဲလေမိုက်မဲပြီဆိုလို့ရှိရင်ကြည့်လေမိုက်မဲပြီဆိုတဲ့လူကအကောင်းလားအဆိုးလားဆိုတာကိုဘာမှမတွက်တတ်ဘူးမတွက်တတ်တဲ့အတွက်ကြောင့်ကြည့်လေအမေကနေငါသမီးအမေခေါင်းမှာမှက်ကြီးကကြိုက်နေတယ်မောင်းစားမဟဲ့ဆံဖို့ရင်အနန္တရှိတဲ့ဂျပွေးနဲ့နှစ်ဖူးကောက်ထူ မကတော့ပြန်သွားတာပေါ့အမေနှစ်ဖူးထုပြီးတော့နှစ်ဖူး क्वे ပြီးသေသွားတယ်ဆိုရှေ့တယ်နော်အဲ့လိုပဲလှုပ်တာတခြားဖြစ်တာတခြားစိုက်တဲ့ဖက်ပေါ့နော်ဘေးအတွက်ဆိုးချိုးတွေများလာပြီးဆိုလို့ရှိရင်တော့ကုသိုလ်တွေပဲငရေရပိတာဖြစ်မှာပဲဒါကြောင့်မို့လို့ကုသိုလ်လုပ်တဲ့အခါမှာကုသိုလ်ပြည်ပြည်ဝဝကြောက်အောင်လုပ်ဖို့လိုတယ်အဲ့ဒီမှာခုတ္တဌာနတုတ်မှာ ခုစွန်ကြီးလောင်းလောင်းတဲ့ပုံကိုကုတ္တရဏတုတ်မှာနှလုံးသွင်းရမယ်အချက်ဆက်ချက်ပညာရှိအမတ်ကြီးကနေပြီးတော့ဘယင်ကြီးကိုဆုံးမဩဝါဒပေးတာရှိတယ်အလူကြီးအတန်းကြီးလှုပ်ပြီးအခုကတန်ဃာတွေဆုံးလောင်းတယ်ဆိုပေမဲ့ချင်းညိုဝေယဆောင်တဲ့တန်ဃာပါခြင်းနဲ့ပါမယ်ချင်းညိုဝေယမဆောင်တဲ့တန်ဃာနဲ့ပါခြင်းပါလားဘယ်လိုစိတ်ထားမလဲဘယ်လိုစိတ်ထားမလဲဟော အဲတချို့ကျတော့ဆွန်ကြီးလောင်းရင်ကနေပြီးကိုရင်လေးတွေငေါ့ထားတွေပါတွေ့တယ်မလို့ကြနဲ့အဲ့ဒါမျိုးပါတော့အဲ့ဒီဘယ်လိုစိတ်ထားရမလဲဆိုတာကိုကုတ္တရဏတုတ်ပါမြတ်စွာဘုရားဟောထားတာရှိတယ်အေကုလုတ်တဲ့ကုသိုလ်ကောင်းမှုဘွဲကိုတဲ့လူတွေကအမျိုးမျိုးလာလိုက်မျိုးမျိုးဆိုတာအသေးစိတ်တော့မပြောကောင်းတဲ့လူတွေလာမယ်မကောင်းတဲ့လူတွေလာမယ် ောင်းတဲ့လူလဲလာမယ်မကောင်းတဲ့လူလဲလာမယ်ဆိုပါစို့ပန္နာတိပါဒရှောင်တဲ့သူတော်ကောင်းလဲလာမယ်ပန္နာတိပါဒလှုပ်တဲ့လူလဲလာမယ်အဲ့ဒါလူလာပြီးဆိုတဲ့အခါမှာတဲ့ဘယ်လိုနှလုံးသွင်းရမလဲဆိုကောင်းတဲ့ပုံကိုယ်တွေကိုအာယုံပြုပြီးတော့စိတ်ထဲမှာကြည်နူးအောင်လုပ်ပါတယ်မကောင်းတဲ့ပုံကိုယ်တွေကိုသွားပြီးအပြစ်မြင်ပြီးရန်တွေ့မနေပါနဲ့ဒါအရေးကြီးတာပေါ့နော် စိတ်ထဲမှာကုသိုလ်ဖြစ်ဖို့ကအရေးကြီးတယ်စိတ်ထဲမှာကုသိုလ်မဖြစ်ဘဲနဲ့အကုသိုလ်ဖြစ်ပြီဆိုလို့ရှိရင်ခုနပြောတယ်ကုသိုလ်တပဲငရေတပိတ်သာကိုလောက်တာကကုသိုလ်ရတာအကုသိုလ်ဟောဒီလိုဖြစ်ဒါကြောင့်မလို့ကိုယ်စိတ်ကိုကုသိုလ်လုပ်တဲ့အချိန်မှာစင်စင်ကြယ်ကြယ်လေးကုသိုလ်ပဲရအောင်ကြိုးစားမယ်အားလုံးအရာရာမှာဒီကုသိုလ်ရဖို့ပဲစိတ်ကြည်နူးမှုပေါ်မှာပဲထားပြီးတော့ဘယ်ကိစ္စပဲဖြစ်ဖြစ် ကောင်းဘက်ကပဲရှုမြင်ပြီးတော့ကိုလုံးတဲ့အလုပ်တစ်ခုအောင်မြင်အောင်ကုသိုလ်စိတ်နဲ့ပဲဆောင်ရွက်ဖို့လိုအပ်တယ်တဲ့အဲ့ဒါလို့လုံးဝသာလင်ကုသိုလ်ဟာပြည့်ပြည့်ဝဝရကြပါအဲ့ဒါလို့မဟုတ်လို့ရှင်ဆရာတော်ကြီးမိတ်ရှိတယ်လို့ပဲကုသိုလ်တပည့်ငရေတပိတ်သာဖြစ်ပြီးတော့အဲ့ဒီအကုသိုလ်ရဲ့အကျိုးကိုခံကြရတယ်တဲ့အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်အခုဖရာဘွယ်နဲ့ပတ်သက်၍၎င်း တရားပွဲနဲ့ပတ်သက်ပြီးတော့လည်းပဲမှတ်ရမှာပဲသံဃာပွဲနဲ့ပတ်သက်ပြီးတော့လည်းမှတ်ရမှာပဲကုသိုလ်ပွဲတွေနဲ့ပတ်သက်လာလို့ရှိရင်ကုသိုလ်ပြည့်ပြည့်ဝဝရအောင် စိတ်ထားတတ်ဖို့အမတန်မှအရေးကြီးပါတယ်စိတ်ထားတတ်မှမြတ်တယ်လို့ဆိုတဲ့မြန်မာစကားအလုံးမှန်ကန်တယ်ကုသိုလ်ရအောင်စိတ်ထားတတ်ဖို့အရေးကြီးတယ်ဆိုတာကိုစီကိုစီမှတ်သားပြီးတော့ကုသိုလ်တရားဖြစ်ပွားအောင် တတိကြီးစွာထားပြီးစူးစမ်းအထောက်နိုင်ကြပါစေကုန်တည်း